ခင်ဗျားတို့စဉ်းစားကြည့်နော်ဒီဆိုင်ရှင်ကတော်တော်ဒေါသထွက်ဖို့ကောင်းတယ်လုံးဝမလုံတင်တဲ့အပြုမူကြီးကိုလှုပ်လိုက်တာပဲတကူခိုးလို့ဒေါသထွက်တယ်ဆိုတာကျွန်တော်လက်ခံတယ်နော်ဥပမာဗျာဟိုခြေကောင်းလက်ကောင်းကြီးတွေနဲ့ငငယ်ရွယ်နဲ့ဟိုဆိုင်ကယ်လူနေတဲ့ကောင်းတွေဟုတ်လားအိမ်ဖောက်နေတဲ့ကောင်းတွေဖုံးလူနေတဲ့ကောင်းတွေအဲ့လိုကောင်းမျိုးတွေကိုစောတယ်ဆိုချားတာချားဗျာဘာဖြစ်ဖြစ်ချားအားပေးတယ်အဲ့လိုကောင်းမျိုးတွေခြေကောင်းလက်ကောင်းကြီးအခုပေါ့နော်လှိုင်းသားရမှာဆိုင်ထဲမှာဝင်ခိုးလို့ဆိုပြီးတော့လေအဲ့လိုကျိုးတုပ်ဘားတွေရိုက်နေဘူးထဲမှာလှမ်းနေတယ် ဒီအမကြီးရဲ့ဒီဆိုင်ရဲ့နောက်ဆုံးသတင်းပေါ့နော်အဲ့ဒါလေးကျွန်မသိရတဲ့လောက်ပြောမယ်အဲ့ဒီကျူးလွန်ဝန်ထမ်းတွေရောဒီတာဝန်ရှိတဲ့လူတွေရောဒီဗီဒီယိုထဲမှာပါတဲ့လူတွေအကုန်လုံးကိုတပ်ဆိုင်ရာကခေါ်သွားတယ်လို့သိရပါတယ်မင်္ဂလာပါခင်ဗျာဒီကနေ့အော်တိုဘာ21ရက်နေ့ဒီကနေ့ရောဆော့ရအတက်သတင်းလေးတွေကိုစူးစိပြီးတော့ရေရှင်းလုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ပါလိုင်းတိုင်းရမှာဖြစ်သွားတာလို့ပြောတယ်နော်ခလေးလေးနဲ့အာအတ္တီတယောက်ပေါ့နော်အဲသူ့ကိုရိုက်ကြနဲ့တာပေါ့နော်ခိုးလို့ဆိုနေရိုက်ကြနဲ့တာ ခလေးလည်းပါတယ်ဗျာနော်ခမရတို့စဉ်းစားကြည့်နော်ဒီဆိုင်ရှင်ကတော်တော်ဒေါသထွက်ဖို့ကောင်းတယ်လုံးဝမလုံတဲ့နဲ့အပြုတ်မှုကြီးကိုလှုပ်လိုက်တာပဲတခါခိုးလို့ဒေါသထွက်တယ်ဆိုတာကျွန်တော်လက်ခံတယ်နော်ဥပမာဗျာဟိုခြေကောင်းလက်ကောင်းကြီးတွေနဲ့ငငယ်ရွယ်နဲ့ဟိုဆိုင်ကယ်လုနေတဲ့ကောင်းတွေဟုတ်လားအိမ်ဖောက်နေတဲ့ကောင်းတွေဖုံးလုနေတဲ့ကောင်းတွေအဲ့လိုကောင်းမျိုးတွေကိုစောတယ်ဆိုခြားတာခြားဗျာဘာဖြစ်ဖြစ်ခြားအားပေးတယ်အဲ့လိုကောင်းမျိုးတွေခြေကောင်းလက်ကောင်းကြီးအခုကခလေးလေးနဲ့ပါတယ်စဉ်းစားအောင်တော့ကပြီးတော့သူ့ပုံစံအောင်လည်းကြည့်အောင် မလွဲတာလို့လောက်ရတဲ့ပုံစံမျိုးဗျာလုံးဝမရှိလို့လောက်ရတဲ့ပုံစံမျိုးရောစရာတော့ပတ်စံမရှိပါဘူးဆိုတဲ့သူတယောက်ကိုအမ ्या အဲ့လောက်ကြီးလောက်ဖို့မတင်ဘူးလေဗျာအဲတကယ်ပြောတာပါဟိုငင်းထက်တွေ့ရတာစိတ်ထဲမှာမကောင်းတကယ်လို့လောက်ရနေခင်ဗျာ live မတင်ကြနဲ့တိရနောက်ခါကျအဲ့လိုဗီဒီယိုဖိုင်နေ live မတင်ကြနဲ့ဟိုကိုရီးယားဟိုပြောရမယ်ဆိုလို့ဆိုရင်အဆင်မပြေဘူးနော်ဟိုတကယ်တကယ်တကယ်အဆင်မပြေတာနော်ကျွန်တော်ပြောတာနော်အဲ့ဆိုင်ရှင်ဟိုတစ်ခုခုလောက်ချင်လောက် တခုခုဆိုတာတရားဟုတ်ပြီနီလန်းရလှုပ်ချင်လှုပ်တော့မလှုပ်ချင်မလှုပ်လို့ကတော့ဒီဇလန်းကတော်တော်နဲ့ပြီးမှာမဟုတ်ဘူးသိကြတယ်ဒီဝိုင်းမြင်လားသူ့လူတွေဝိုင်းပြောမှကြတော့အယမ်းကြောက်တယ်ဆောင်းယမ်းကြောက်တယ်နော်ချက်ချင်းပဲတူတူရဲ့တတော်ကောက်ကိုတီးတန်းကောက်ဆိုပြီးတော့ပြောင်းပလိုက်ပြီးတော့ဒီခိုးမှုဟာဒီရက်ွက်ယုံအစင်းလောင်နေပြီးွားမယ်ဟောင်းဗီဒီယိုထဲမှာသူပြောရင်သူနေရင်းခေါ်ရတယ်နေရင်းခေါ်ရည်စောက်လေ နေရင်ခေါ်နေရင်ကသူ့လင်လင်မလို့လားသူ့လင်မလို့လားအဲ့အဲ့ဒီနေတဲ့ရခေါ်ကြတိုင်းခေါ်ဟမ်ပြီးတော့ခလေးတယောက်ရဲ့ခလေးတယောက်ကသူ့ရဲ့မိခင်ပဲဖြစ်သူ့ရဲ့ဆွေမျိုးသားချင်းပဲဖြစ်တယောက်ရောက်အဲ့လိုမျိုးသူများလုံနေချိန်မှာအရင်စိတ်စိတ်ထိခိုက်လို့လေဗျာဒီခလေးကလည်းခုမှတိတိတ်တက်နေအရွယ်ဗျာအဲ့လိုမျိုးစိတ်ထိခိုက်လက်စိတ်ထိခိုက်နေတဲ့အရွယ်မှာအဲ့လိုမျိုးလုပ်နေဗျာပြီးတော့လေခလေးတယောက်ကိုဆွဲပြီးတော့အတင်း နော်ကိုရီးလက်ရောက်လောက်တာအမှန်မှန်ဆိုလို့ရှိရင်ခိုးတာပဲဖြစ်ဘလို့ပဲဖြစ်ကိုရီးလက်ရောက်လောက်ခွင့်မရှိဘူးဒီရဲရီလာမရဲရီဖမ်းတာလို့စစ်ဆေးတာလို့အမေကိုလောက်လို့ရတယ်ပြီးတော့ခလေးရောလူကြီးရောဓာတ်တိုင်မှာကျိုးနဲ့ချီပြီးတော့လေဦးထဲမှာအဲ့လိုမျိုးလောက်ထားတယ်ဆိုတော့ခင်ဗျားကစဉ်းစားကြည့်ကျွန်တော်တို့နိုင်ငံကိုယ်ခဲမှာသွားချာကြီးလဲကျွန်တော်တို့မြန်မာဆိုရိုက်ချာကြီးလဲကျွန်တော်တို့နိုင်ငံဘုဒ္ဓဘာသာနိုင်ငံလို့ရေးထားတယ်เนาะတကယ်တော့ဘုဒ္ဓဘာသာဆိုတာအမည်ပဲရှိတာဆောင်းရအစွန်းရောက်တဲ့နိုင်ငံ နော်ဆောင်းရအောင်ဆောင်းရအောင်အဆုံးရောက်တဲ့နိုင်ငံတခြားတပ်ဖက်သားအဲ့လိုမျိုးလုပ်ဖို့ပြောမှာဆိုလို့ဆိုပြီးတော့လေဒီဖွားကြီးကိုရက်ွက်ကနေပြီးစုပြီးတော့တိုင်ထားတယ်လို့ပြောတယ်ဗျာပြီးတော့လေအိုင်တာယာကတကူဖမ်းတယ်ဆိုပြီးတော့မတရားအာညှဉ်းပန်းနှိပ်စက်တဲ့မိန်းမရဲ့ဗီဒီယိုရိုက်ပေးတဲ့သူရဲ့အာကြိုးတုပ်ပေးတဲ့သူနှစ်ယောက်ရဲ့ဘောနော်အခုသက်ဆိုင်ရာကဖမ်းဆီးသွားပြီဆိုတဲ့တရင်ကိုလည်းကြားတယ်အာမက်ခိုင်နေဝေးရလည်းကလေးတငယ်ပိုင်းဆိုင်ရာဥပဒေနဲ့သူ့ကိုတရားစွဲမယ်ဆိုတော့မြင်တော့ကျမအယံဝမ်းသာပြီးပြောတာတိလားတကယ် 都到了近了的,的。 နော်ဒါကလေမတရားယုံမာတဲ့စိတ်နဲ့ကျမတို့ကပျော်တာဝမ်းသာတာမဟုတ်ဘူးသီလား तू तू တပါးကိုမတရားနိုင်တဲ့စီးနင်းနဲ့ပေါ့နော်ယုံမာတာကိုပြန်ပြီးတော့ခံစားစေခြင်းတာခံစားစေခြင်းတာဒီဗီဒီယိုတွေကိုလည်းလေ तू ရဲ့ तू နဲ့ပတ်သက်နေတဲ့မိသားစုအတိုင်းဝိုင်းတွေကဒီဗီဒီယိုတွေကိုတွေ့မှာပဲပြီးတော့လေသူတို့ကလည်းအစဉ်ပြေတဲ့မိသားစုအတိုင်းဝိုင်းဖြစ်တဲ့အတွက်ဒီလိုအမှုခင်းတွေကိုလည်းသူတို့ကနောက်ကနေပြီးတော့အာငွေနဲ့လေလိုက်ပြီးတော့ဖြည့်ရှင်းနိုင်တာပဲဒါပေမဲ့လေကျမကပြောကျမဖြစ်စေခြင်းတာလေသူ့ကိုလေထိထိရောက်ရောက်ကြီးကျမတို့ ့ကတော့အေးယူပေးစေချင်တာပေါ့နော်ပြီးတော့လေဒီဒီခလေးကိုခလေးနဲ့ပတ်သက်ပြီးတော့သူလှုပ်ရက်တွေပေါ့နော်သူကလေဘလို့စိတ်တက်ရှိလဲတော့မသိဘူးကျမမြင်ရတဲ့လူအတွက်မှာတော့ကျမတော်တော်အဆင်မပြေဘူးကျမကိုယ်တိုင်ကလည်းခလေးမွေးထားတဲ့ခလေးမအေးတယောက်ဖြစ်တဲ့အတွက်ကျမမခံစားနိုင်ဘူး ခလေးကလေသူ့မိကိုရိုက်တဲ့အချိန်မှာသူ့ကိုမော့ကြည့်နေတဲ့မျက်လုံးတွေပေါ့နော်အဲ့မျက်လုံးကိုကျမတော်တော်ကြီးကိုခံစားရတယ်ပြီးတော့လဲမအေးတယောက်ရဲ့ရင်ထဲမှာသူ့ခလေးကိုစွဲတဲ့အချိန်မှာလေညီမလေးရဲ့ခလေးကိုမစွဲပါနဲ့ဆိုတဲ့စကားလုံးတွေပြီးတော့ခလေးကိုမလုပ်ပါနဲ့ကျမကိုလည်းမလုပ်ပါနဲ့တော့ဆိုတဲ့တောင်းမှန်တဲ့အတန်တွေဘလောက်ဒီဟာတွေကိုပေါ့နော်ဒါဘေးပတ်ဝန်းကျင်ကလူတွေကလည်းဒီဟာကြီးကမတရားကြီးလွန်ကဲနေပြီဆိုတာကိုသူတို့မသိကြဘူးလားပြီးတော့လဲနေဘူးတဲကိုနေထုတ်လှမ်းတယ် ူလောက်ထားတဲ့ပြစ်မှုတဲ့မကအစမတန်သူကဒီမှာပြန်ခံစားနေရတာကိုဘေးပတ်ဝန်းကျင်ကလူတွေကလည်းမြင်နေရမှာပဲအဲ့ချိန်နော်ခလေးကနေပူနေတော့လေသူ့ခလေးလေးကိုအုတ်ထုတ်လေးစောင်းပေးလိုက်တဲ့အချိန်ဆိုလေကျမငိုတာလေကျမအောက်ကိုဆင်းပြီးအလုံးတော်မလုံးနိုင်ဘူးတိလာသူ့ခလေးနေပူနေတော့ခလေးပါရောပြီးကြိုးတုပ်ရလာအောင်ဒီခလေးကဘာအပြစ်တွေလုပ်ထားလို့လဲကျမပြောပြရတာဟုတ်တယ်မလားငါဒီခလေးကဘာအပြစ်လဲသူကခလေးဗန်းပြပြီးတော့ပဲခိုးစားစားဘာပဲလုပ်လုပ်ကွာကျမပြောခလေးမှာဘာအပြစ်မှရှိမနေဘူးလေ ဟမ်ပြီးတော့လေသူ့မှာလည်းဘလို့မှဟိုမရှုနိုင်မကန်နိုင်တဲ့ဒုက္ခတွေကျမတို့မမြင်နိုင်တဲ့ဒုက္ခတွေအများကြီးရှိနေနိုင်တာပဲဟုတ်တယ်မလားအဲ့ဒီတော့လေသူ့ရဲ့အမှုနဲ့သူ့အခုကူဆိုရင်သူ့ကိုတရားစွဲမဲ့သူတွေလည်းရှိတယ်ဒါမျိုးတွေသူဖြည့်ရှင်းဖို့ငွေအင်အားရှိလို့အနောက်ကနေငွေနဲ့လိုက်ပြီးတော့ဖုံးဖို့ဖိဖို့လုပ်မယ်ဆိုရင်တော့မှပဲဖုံးဖို့ဖိလို့မရအောင်လို့သူ့ကိုအပြစ်ကိုထိထိရောက်ရောက်ပေးစေချင်တာသိလားအခုလေကျမဒီခလေးမအေနှစ်ယောက်ရဲ့လိမ့်စာကိုလေကျမစုံစမ်းနေတယ် အာသူများတွေလည်းစုံစမ်းနေကြတော့ဘာလို့စုံစမ်းလို့ရတာ ਨੇ ကျမလည်းတတ်နိုင်သူကျမလှူမယ်ကျမတခိုးအားပေးတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးကြီးမတရားရုပ်မှခံရတဲ့ဗီဒီယိုဖိုင်ကြီးကိုကျမလည်းဘလို့မှမခံစားနိုင်ဘူးဗောနော်မခံစားနိုင်ဘူးအဲ့တော့အာသူ့ကိုလည်းတချို့တလေရလေအခိုးမှမခံဘူးလားဆိုတော့ကျမတို့တွေလည်းအယောင်ကလုတ်တယ်သူပဲဒီလိုပြဿနာမျိုးတွေအများအားကြုံဘူးနေဒါပေမဲ့ဒီလိုမျိုးရုပ်မာတဲ့လုတ်ရက်မျိုးအထိတော့ကျမတို့လည်းလုံးဝလက်သက်မခံဘူးအဲကျမဒီနှစ်ယောက်ကိုလည်းကျမလှူဖို့အတွက်စီစဉ်နေတယ် အားလုံးပဲမင်္ဂလာပါရှင်အခုလည်းလောမှာတော့ကျွန်းတို့မျိုးသမီးနဲ့အပေါင်းပါတွေကိုတက်ဆိုင်ရနေပြီးတော့လာရောက်ပြီးတော့ဖန်ဆီးပြီးတော့ထိမ့်သိမ့်နေပြီးတော့သိရပါတယ်ဒီမှာတော့အထက်တန်းရှိနေတော့ဤဖြူနှင်းမဲ့ဖြစ်ပါတယ်မိကုလေးတခုမေးမြန်းထားတာပါဆရာမရဲအခုဖြစ်နေတဲ့အန်တီသားမီကိုသုံးသက်ပေးပါအောင်ဗျာတဲ့။သူများဆိုင်မှာခိုးမိလို့ခိုးမိလို့တဲ့ဆိုင်ရှင်ကနှိမ့်ဆက်တာတဲ့တရားပြန်ဆွဲလို့ရပါသလားတဲ့။ဒီမိန်းကလေးဖြေချပေးရမယ်ဆိုလို့ရှိရင်ပစ္စည်းခိုးတယ်ဗောနော်။အခု line ပေါ်မှာကျမလည်းတွေးလိုက်တယ်ဗောနော်။ ဖြစ်စင်းခိုးတာကိုမိသွားတဲ့အခါမှာဒီဆိုင်ရှင်အမျိုးသမီးကနေပြီးတော့အဲ့ဒီခိုးတဲ့သူကိုပေါ့နော်သပင်ဆွဲထားတာတို့ဒီလိုမျိုးနှိပ်စက်ထားပါပေါ့နော်ပြီးတော့ဗီဒီယိုဖိုင်ကိုရိုက်ပြီးတော့တင်ထားတာတွေ့တယ်ခလေးလေးလဲပါတယ်ပေါ့နော်ဖမ်းပြီးတော့သူကနေပြီးတော့ရိုက်နှက်ထားတယ်ပြီးသွားတဲ့အခါမှာဗီဒီယိုရိုက်ထားတယ်လိုင်းပေါ်မှာတင်ထားတယ်နော်အဲဒီခလေးတယောက်လဲပါတာတွေ့ရပေါ့နော်အဲ့ဒီအခါမှာခိုးတဲ့သူကဥပမာသူ့ရဲ့ပစ္စည်းကိုပေါ့နော်ခိုးတယ်ခိုးတယ်ဆိုလို့ရှိရင်သူ့ကို ခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တယ်။ကိုကနေပြီးတော့အဲ့လိုမျိုးရိုင်းနဲ့နှိပ်စက်ခွင့်မရှိပါဘူးเนาะ။ဘာဖြစ်လို့လဲဆိုတော့ခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တဲ့အခါမှာကိုယ့်ရဲ့ပစ္စည်းကိုခိုးသွားတယ်ခိုးသွားတာဖြစ်တဲ့အတွက်ရာဇွေ့ကျင်ထုံးပေါ့เนาะ။ရာဇွေ့ကျင်ထုံးဥပဒေပုံမှန်59မှာဆိုလို့ရှိရင်အရက်သားကနေပြီးတော့ဖန်စီခွင့်ရှိတယ်။ပြီးသွားတဲ့အခါမှာဒီဒီအကြောင်းမဲ့ပေါ့เนาะနှောင်းလေးကျန်ကြခြင်းမရှိဘဲနဲ့ဒီ ခိုးတဲ့သူကိုပေါ့နော်ခိုးတဲ့သူကိုရဲတယောက်ယောက်ရဲ့လက်ကိုအပ်ရတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းနီးစက်ရရင်စက်ခံပို့ရတယ်ပေါ့နော်ဒါကရာဇဝိကျင်ထုံးဥပဒေ59မှာဖော်ပြထားတာပြီးတော့တဲ့အခါမှာဒီသူကနေပြီးတော့ရိုက်နှက်လိုက်တယ်ရိုက်နှက်တဲ့အခါမှာတဖက်သားဟောပေါ့နော် သုံးတဲ့လက်နဲ့ပြီးတဲ့အခါမှာရရှိတဲ့ဒဏ်ရာပေါ်မှာမူတည်ပြီးတော့ရိုက်နှက်ခြင်းခံရတဲ့သူကသူ့ကိုရိုက်နှက်တဲ့သူကိုပေါ့နော်ပြန်ပြီးတော့အရေးယူလို့ရတာဖြစ်တယ် ပြီးသွားတဲ့အခါသူကဒီလိုမျိုးရိုင်းနေရုံနဲ့မကသေးဘူးဗီဒီယိုဖိုင်ဗီဒီယိုရိုက်ပြီးတော့ပေါ့နော်လိုင်းပေါ်ကိုတင်တယ်အဲ့ဒီအခါမှာဆက်သွယ်ရေးဥပဒေပုံမှာ66ဂါဂျီအရာအေးယူလို့ရတာဖြစ်တယ်ပြီးသွားတဲ့အခါမှာခလေးခလေးကိစ္စပေါ့နော်ခလေးကိစ္စကိုပြောမယ်ဆိုလို့ရှိရင်အဲ့ဒီခလေးလေးကိုသူကနေပြီးတော့စိတ်ပိုင်းဆိုင်ရာအကျန်းဖတ်တာရုပ်ပိုင်းဆိုင်ရာ အကျန်းဖတ်တာအနိုင်ကျင့်နှိပ်ကွက်တာပေါ့နော်ပြီးရခါမှာရိုက်နှက်တာအဲဒါမျိုးတွေပါလာခဲ့မယ်ဆိုလို့ရှိရင်လည်းခလေးတငယ်ခွင့်ရများဆိုင်ရာဥပဒေပုံမှာတရားရဲကကြီးမှာဖော်ပြထားတယ်။တရားရဲကကြီးအရာသူကနေပြီးတော့အရေးလို့ရမှာဖြစ်ပါတယ်။ဒါကခလေးကကြတော့ခလေးရဲ့မိဘပဲဖြစ်ဖြစ်ခလေးရဲ့အုပ်ထိန်းသူတယောက်ရပဲဖြစ်ပေါ့နော်ဒါကအမှုဖွင့်တိုင်တန်းလို့ရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးကိစ္စတစ်ခုဖြစ်တဲ့အခါမှာဒီသူ့အမားနေပြီးတော့ကို့အမားဖြစ်သွားတာပေါ့နော်အခုဖြစ်သွားတတ်တယ်ပေါ့ ကိုကတကယ်လို့ကိုးဆိုင်ရနေပြီးတော့လာခိုးတယ်မိသွားတယ်ဆိုလို့ရှိရင်လည်းဒါကရင်းစခန်းမှာသွားရောက်တိုင်တန်းပြီးတော့အမှုဖွင့်လို့ရတယ်ကိုကဖမ်းထားတယ်ဆိုရင်လည်းခုနကပြောသလိုမျိုးပေါ့နော်တခါတည်းရဲလက်ကိုအဲဒါမှမဟုတ်လို့ရှိရင်နေဆက်ရင်းစခန်းကိုပို့ပြီးတော့အရေးယူလို့ရတာဖြစ်တဲ့အခုလိုမျိုးလုံလိုက်တဲ့လုံရဲပေါ်မှာဆိုလို့ရှိရင်လည်းတစ်ဖက်ကနေပြီးတော့ပြန်ပြီးတော့အရေးယူခြင်းခံရနိုင်ပါတယ်လို့ဖြေကြားပေးလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင် မြန်မာပြည်မှာပြဋ္ဌာန်းထားတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှန်လေးဒါလေးတွေလည်းနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှန်လေးကိုသိဖို့လိုတာပေါ့နော်ကျွန်တော်တို့တွေဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရက်တွေဖြစ်လို့ရှိရင်တဲ့ကိုယ်တိုင်အဖမ်းပြုတ်လုခြင်းပေါ့နော်အဲ့တော့ပြည်မှုကျူးလွန်တဲ့သူတူကိုတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှန်59 60အရာအနည်းနာမှရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ် ငုခိုးတယ်ခပိုင်းလိုက်တယ်စတဲ့ဖြစ်မော်ကျမတို့ကဖမ်းလို့ရတယ်ဖမ်းပုံမှန်တွေတော့ရှုပ်သွားမလားတော့မသိဘူးเนาะပြောလို့ရှိရင်ကျမနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့အဲ့တော့ဖမ်းလို့ရပါတယ်တဲ့ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူးเนาะကိုယ်တိုင် ျမတို့ကဒီလိုဆုံးမတာတို့ကိုတိုင်းရိုက်နှက်တာတို့စသဖြင့်ပေါ့နော်ဒီလိုမျိုးကိုတိုင်းစီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုကိုတိုင်းအမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါတယ်တဲ့ဟောကိုကကိုကနစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုတက်ဆိုင်ရာကိုမအပ်ဘဲနဲ့ ိုကဖမ်းထားပြီးတော့မှအဲဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင် အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါညီဆုံးပါလေတဲ့နော်နောက်တစ်ခါကိုတိုင်းရိုက်နှက်ခြင်းဆုံးမတာပေါ့တခိုးပဲဖြစ်ဖြစ်ကပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့တွေကကိုကိုဟာကိုတခိုးမိလို့ဆိုရိုက်ချလိုက်မယ်ကပိုင်းနိုင်မိလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှာတဲ့3နှစ်3 3နှစ်5 3နှစ်6တို့ရဲ့အောက်မှာပြည်ထန်ရှိပါတယ်တဲ့3နှစ်3ကတာမန်ရိုက်နှက်ချင်းတဲ့เนาะထောင်တန်နဲ့ငွေတန်းတဲ့เนาะတန်ငွေတဲ့3နှစ်ကထိခိုက်ဒဏ်ရာကြီးအောင်ရိုက်နှက်ချင်းတဲ့အများဆုံးထောင်9နှစ်နဲ့တန်ငွေတဲ့เนาะနောက်တစ်ခါပုံမှန်3နှစ်6ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ချင်းတဲ့အများဆုံးထောင်တန်10နှစ်နဲ့အချို့အမှုတွေမှာတည်တံအထိရှိနိုင်ပါတယ်တဲ့ဟောကဲ နော်ဒါလေးတွေတီးဖို့လိုအပ်တယ်ကျမတို့ကနစ်နာရတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်မှာအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်မှာအရာကျမတို့တွေကအာလှုပ်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကိုကနစ်နာလို့အာဖြစ်ပေမဲ့ကိုကလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကကိုသူကခိုးတာတတ်တတ်ကိုကလှုပ်တာတတ်တတ်ဒီလိုဖြစ်သွားမယ်ဒါလေးတွေတီးဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခါနံပါတ်3က ဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စင်းနဲ့ခပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှနဲ့လူတိလူသိအောင်တင်ခြင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နဲ့ နော်ပုံမှန်66ဂါကြီးအောင်မှာ ပြည့်မှုဖြစ်နိုင်ပါတယ်တဲ့နော်ဆိုတော့ပုံမှန်900ဆိုတာကတဲ့အခြားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်တန်2နှစ်နဲ့ဒဏ်ငွေတဲ့နော်66ဂါကြီးကတော့ online မှာတစ်စိညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်တန်3နှစ်နဲ့ဒဏ်ငွေတဲ့ကဲနော်ဆိုတော့အဲဒါလေးတွေကိုသိဖို့လိုတာပေါ့နော်ဒါလေးတွေကိုသိဖို့လိုတာပေါ့အဲ့တော့ဟိုဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ် တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မာတဲ့တရားစွဲဆိုနိုင်ပါတယ်တဲ့ကဲနော်အဲ့တော့ပုံမှန်ဒီဥပဒေတွေကဟိုမှာအာ9နှစ်တရော3နှစ်တရောဟုတ်တယ်နော်ကျွန်မခုနပြောသလိုတက်တက်တကြွနေထီတောင်ပါတယ် အဲ့တော့ကျမတို့တွေကတခါတလေကျရင်ဥပဒေနဲ့ကနည်းနည်းလေးကျမတို့တွေကလန်လန်းမမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျမတို့ကသခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ခပိုင်းနိုင်မိတယ်နှိုက်ရပါမလားဆိုပြီးကျမတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်အဲဆိုတော့ဟိုဘက်ကတော့သခိုးတို့ခပိုင်းနိုင်တို့ဆိုတာမူလနဲ့ကအားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင့်နေမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျမတို့ဒီလိုနဲ့ပဲခံနေရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့ ဟိုအခုခေတ်ကကြတော့ social media ခေတ်မှာအကုန်လုံးပွင့်လန်းလာတဲ့ social media မှာ video တင်လိုက်တယ်ဆိုရင်လူပေါင်းစုံစင်တန်းပေါင်းစုံအနွားပေါင်းစုံပညာစင်တန်းပေါင်းစုံစသဖြင့်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုက သူ့အလွန်ကိုအမှားဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရက်လေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါဆိုင်ရှင်ကတော့ဒါမူလပထမက तू ကနစ်နာသူပေါ့နော် तू ကိုသူ့ပစ္စည်းအခိုးခံတော့ तू ကနစ်နာသူနစ်နာသူကနေမှ तू ကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲ तू ဒီနစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစင်းမှာသူ့ဟာ तू စီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ သူ့အလွန်ကိုအမားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်။ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမယ့်နားလေတက်ကြွတဲ့သူတွေနဲ့ဂျားရီကနေမခံနိုင်တဲ့သူတွေကစသဖြင့်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီယာရီနဲ့ဆွဲပြီးတော့မှတရားဆွဲဆိုရဲဆိုလို့ရှိရင်ကိုကနင့်လဲနင့်နာသေးတယ်။ထက်ဆင့်ပြန်ပြီးတော့မှနင့်နာမှုတွေဖြစ်မယ်။အဲ့တော့နောက်ဆိုရင်ဆောင်ရန်ရှောင်ရန်လေးတွေတိရအောင်လို့မလို့တိလို့ကျူးလွန်လိုက်တာလားဆိုတော့ခုမှကျွန်တော်တခုမိတယ်ပေါ့။မိလို့ကျွန်တော်တို့ရဲလက်အပ်လိုက်တယ်။ ရဲလက်အဲ့လက်ပြီးသလိုရှိရင်တက်ဆိုင်ရာလည်းအဲ့ဒီတခုကိုဥပဒေလမ်းကြောင်းအရာတတိယရောက်ရေးယူဖို့လိုတယ်ဗျအဲ့လိုမျိုးဖန်တဲ့လက်လွတ်စပယ်လေးခဏတာယာယီပဲထားပြီးတော့လှုပ်ပစ်လိုက်မှဆိုလို့ရှိရင်လည်းဒါဘာမှမထူးဘူးလေဗျဒါကျွန်တော်ကအကြံပေးတာပါနော်ဖြစ်တဲ့နောက်ပြပြတာပါ တိလို့မဟုတ်ဒေါသအလျောက်ပေါ့စိတ်ဆိုးတာပေါ့နော်ဆိုတော့စိတ်ဆိုးတာပေါ့ကျမကတော့တကိုးအားပေးတာလည်းမဟုတ်ဘူးဆိုင်းရှင်ကိုမှန်နေမားတယ်လို့သုံးသက်တာလည်းမဟုတ်ဘူးကျမတို့တွေနောက်တစ်ခါဒီလိုဖြစ်စဉ်ဖြစ်ရမျိုးတွေမိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်ဆောင်ရန်ရှောင်ရန်နဲ့မိတို့မိပုံလောက်ရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်နော်ဒါလေးကိုအဲ့တော့ကျမတို့တွေကဒီလိုမျိုးကိုယ်ခိုးတယ်ဖွက်တယ်မိတယ်အဲကပိုက်နိုင်တယ်မိတယ်အဲစသဖြင့်ပေါ့ဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1တက်ဆိုင်ရအောင်အမြန်ဆုံးဆက်သွယ်ပြီးတော့မှတက်ဆိုင်ရလက်ကိုအပ်ပြီးတော့မှ သူရဲ့ပြစ်မှုပြစ်ဒဏ်ကပဲတပ်ဆိုင်ရာကစီမံပိုင်ခွင့်ကို အနှင်းမှာမဟုတ်လို့ကိုကိုနိုင်စီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှားတွေနဲ့ညှိစောနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်နော်ဒါလေးတွေအဲ့တော့ဘာဖြစ်လို့ကျမကပြောပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးမတိလိုက်လို့ဒီလိုမျိုးကျူးလွန်မိတာပေါ့အဲ့တော့နောက်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 ကိုကဒီလိုမျိုးကိုစီမံမြန်ဖြစ်လာခဲ့သည်ရှိတော့ကိုကမတိလိုက်လို့ကျူးလွန်သူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမားမဖြစ်အောင်လို့ကျမကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဆရာလောက်တာလည်းမဟုတ်ပါဘူးနော်ကျေးဇူးများကြီးတမရင် ဟုတ်ကဲ့ပါဒီနေ့လုံဆောင်လာတဲ့အကြောင်းကြလေးတွေကိုနေ့စဉ်ပုံမှန်တစ်ဆက်ပြမဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ချနေပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ဥစားချက်လေးတွေကိုလည်းအောက် comment မှာရေးပြီးတော့ခဲ့ပါဦးခင်ဗျာ